အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်ဆီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုနကမှာတော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးအားလုံးအတွက်29ရက်5လ2025ကနေ၄ရက်6လ2025တွင်မှာကြုံတွေ့ရမယ့်တပတ်စာကန်ဂျမာဟောကင်းကိုဂန္ဓာတစ်ခုချင်းဒီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးတွေပေါ့လေအဲဒီဘက်ကလာကဘလို့ကန်တရားလေးတွေရှိတယ်ကန်ကောင်းလားကန်ညံ့လားပေါ့လေအဲ့တော့ဝန်သားဘုကောင်းတာကဒီတစ်ပတ်ကလာဒီတောက်ကြတာသမီးတွေအတွက်ကံကောင်းတဲ့ရက်တစ်ပတ်ကလာလည်းမှာပါပါတယ်ကနော် အဲ့တော့ဟာဒီကာလအလောက်ကိုရက်လဲဖြစ်တော့လေထီဝါသနာဘာလို့ထီကန်စားကျင်လဲဆိုလို့ရှိရင်ပေါ့လေအထိုးမဲ့ဆိုရင်၃အဆခုံအဆုံးဖြစ်စေ၃အဆ၃ညအဆုံးဖြစ်စေအဲ့လိုကဏ္ဍလေးတွေကိုထီကန်စားလို့ရပါတယ်ဗျာနော်ပေါ့နော်တယောက်တော့ဘောဗျာနော်ဆိုတော့အလုံးနဲ့ပတ်သက်ပြီးတော့အဆပြောကျင်တော့ဗျာနော်ဒီကာလမှာကျွန်တော်မိတ်ဆွေတောက်ကြသားသမီးတွေအလုတ်ကိုင်းအိုးဟင်နေရာထိုင်ရင်းပြောင်းအားရှူရတတ်တဲ့ကိန်းကမှပါတယ်သို့တော့ကျွန်တော်သဘောရဆိုတော့ဒီကာလမှာပြောင်းတာကောင်းသောပြောင်းခြင်းနဲ့မှပါမဲ့သဘောမှတော့ရှိပါတယ်သို့တော့တူတူတယောက်ချင်းဇာတ်ဘောမူတည်ပြီးတော့ကြွားချမှုတော့ရှိမှာပေါ့လေနော် တချို့ကတော့အလုပ်ပြောင်းတယ်တချို့ကတော့နေရာထိုင်ခင်းပြောင်းတယ်နောက်ခုရတစ်ခုဖြစ်တဲ့ gain ရှိတယ်အဝင်နေဆိုလို့ရှိရင်ဒီကလာမှာရာလူတို့ဆောင်ဝဲတွေဘာတွေရှိတယ်ဆိုရင်ဖြည့်ပါဗျတခြားဘောင်းအောင်တတ်တယ်ဆိုတော့ gain ခန်းထဲမှာပါတယ်နော် ရာလူတို့အပြောင်းလဲဖြစ်တဲ့ gain ထဲမှာပါတော့ပိုကောင်းတာပေါ့လေနော်တခြားဒီပုဂ္ဂိကဝန်ထမ်းတွေမှာလည်းယာရုတိုးတဲ့အနေထားရှိတာယာရုတိုးတာလဆာတိုးတာအဲ့လိုဂိမ်းတွေကြုံရတဲ့ဂိမ်းတွေမှာပါတယ်တချို့ကကြတော့လေလက်ရှိလုပ်နေတဲ့အလုပ်ကခက်ခဲမှုတွေအဆင်မပြေမှုတွေကြောင့်လက်ရှိအလုပ်ကနေထွက်တာဖြစ်စေအပြုတ်ခံတာပြုတ်တာဖြစ်စေဖြစ်တတ်တယ်ကြမတူကြသေးဘူးဒါမဲ့အဲ့ဒါကိုစိတ်မပူနဲ့ ်အပြုတ်လို့နောက်တစ်ခုပြောင်းရင်ပြောင်းတဲ့အလုပ်ကပိုကောင်းတဲ့အလုပ်တစ်ခုရမှာဖြစ်တဲ့အတွက်ကျွန်တော်စိတ်မပူဘူးဆိုတော့အဲ့ဒါကိုပြောချင်တာပြောနော်အဲ့တော့လက်ရှိအလုပ်ကနေထွက်ပြီးတော့နောက်လို့တစ်ခုကူပြောင်းမယ်ဆိုလဲပြောင်းလို့ရတဲ့ကာလတိုင်းမှာပါတယ်အဲ့လိုမှမဟုတ်ဘူးခုမှရှိတဲ့အရင်းကြီးလေးနဲ့ဒီကာလမှာယဉ်ညွတ်နံပြီးတော့ကိုပိုင်စီဝိုင်းလေးတစ်ခုစတင်အကောင့်ထဲပို့မယ်ဆိုရင်လဲအကောင့်ဆုံးလုပ်လို့ရတဲ့အနေထားမှာဖြစ်တဲ့အတွက်လုတ်ပြအောင်လုပ်ဖို့ကျွန်တော်တို့တိုက်တွန်းလို့တယ် ဝင်နေတာဆာလို့ရှိရင်ဒီကလာမှာအဲကိုပိုင်စီဝါရေးလုပ်ငန်းလုပ်တဲ့သူကိုကျွန်တော်ပို့ပြီးသဘောကျတယ်ဒီကလာမှာစတင်ပြီးလုပ်နေတဲ့ကိစ္စတွေကလာမဲ့ဘဝတက်တက်တာအနာဂတ်အတွက်ပါကောင်းမွန်တဲ့အခြေခံအုတ်မြစ်ကောင်းကြီးတစ်ခုဖြစ်သွားမှာကျွန်တော်မြင်ရတဲ့အတွက်အမှန်ဝမ်းသာတယ်ဗျာနော်အဲအလုပ်လုပ်တာချင်းအတူတူအတက်ပညာကိုအခြေပြုပြီးလောက်ကိုင်းတဲ့သူတွေကတော့ထူးထူးခြားခြားအောင်မြင်တိုးတက်မှုတွေရရှိပိုင်ဆိုင်တတ်တယ်။ဘဝရူဂုံတူစုစည်းတွေပါရရှိပိုင်ဆိုင်တတ်တဲ့အနေအထားမှာရှိတယ်။အထူးသဖြင့်ဒီကာလမှာပညာရေးနဲ့ပတ်သက်ပြီးလောက်တဲ့သူတွေဆိုရင်ဘာမှအဆက်ပြေစရာမလိုဘူး။ဖြစ်ရဆောင်ဝယ်တွေအောင်တယ်ဗျ။ ထထူးချက်ချက်အောင်တာရိုးတန်းလေးအောင်တာမဟုတ်ဘူးပေါ့လေပြီးတော့ကျွန်တော်ခုနပြောသလိုတချို့ဆိုရင်ဆိုရင်ဒီကာလမှာနိုင်ငံတော်အချင်းချင်းနဲ့ဘွတ်တူကုန်သူစုစည်းတွေရရှိပိုင်ဆိုင်တာเนาะအဲ့ဒါမျိုးတွေအစားဖြစ်တတ်တော့တဆင့်ထပ်ပုံပြီးမြင့်မဲ့အနေထားမျိုးတွေကံကြမ္မာလေးတွေရရှိပိုင်ဆိုင်နိုင်မယ်အဲ့အတက်ပညာကိုအခြေပြုပြီးလုပ်တဲ့သူတွေကပိုအားကောင်းတာတွေ့ရတယ်ဗျာเนาะပြီးတော့ဒီကာလမှာဘလောက်ပဲအခက်အခဲတွေကြုံကြုံကို့အကူအညီမဆအကဲတင်မဲ့မိကောင်းဆွေကောင်းဆရာသမားကောင်းတွေနဲ့ပါစုံစည်းရမယ့်ဂိမ်းတွေမှာပါတော့ဘာမှစိတ်ပူစရာမလိုဘူးလို့တော့ကျွန်တော်ပြောလို့ရတယ် အဲ့မှာကျွန်တော်မာဂျင်နာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီကလာမှာလေကိုယ့်အစိတ်တော့ကလေးတွေပြီးတဲ့အခါမှာဘယ်သူတွေကပြေးမလဲလို့ကျွန်တော်ကြည့်တဲ့အခါနံပါတ်1ကိုယ့်ရဲ့မိသားစုဖြစ်တာတွေ့နေရတယ်အဲ့မှာကျမကြီးနဲ့ပတ်သက်ပြီးပြောရမယ်ကိုယ့်ရဲ့မိဘစုမျိုးကြီးကိုကျွန်တော်ကတားခြင်းအဒီတော့တော့ဦးလေးအဖိုးဘွားစသည်ရဖြစ်ပြအဲ့တရားတော့ကွယ်လွန်ဆုံးမသွားတဲ့သတင်းစကားအကြားတာမျိုးတွေဖြစ်တဲ့အတွက်အထူးသတိထားပါဗျာနော်အဲ့သူတို့ကိုအကြောင်းပြုပြီးတော့လေစိတ်တော်ကလေးတွေရောက်လာတဲ့ပြီးတော့အဲ့ကိုယ့်ရဲ့ညီကိုကျွန်တော်ကတားသမီးအောက်လက်ငယ်သားဒီ အစုပွဲကိုအကြောင်းပြုပြီးတော့ဗောလေဒီရောင်ရောင်ကြောင်ပြဿနာဖြစ်ရှင်းရတာအမှုခင်ရင်ဆိုင်ရတာဆိုတော့ကိန်းခံမှုတွေတွေတွားကြုံရတဲ့သူကအထူးသတိထားနော်အဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်ရောင်ရောင်ကြောင်အနည်းဆုံးလူကြီးနေပါတယ်ရောက်တဲ့ဒီထဲမှာပါတယ်အစစ်စစ်အမင်းများစုံစမ်းခံရတာမျိုးတွေကြုံရတဲ့မမေ့ပါနဲ့ကြာနော်အထာလေးကတော့အရေးကြီးပါတယ်အတချို့တွေဆိုရင်ဒီကာလမှာအမှုခင်ရင်ဆိုင်ရတာကြာပြီးဖြစ်တဲ့သူတွေဆိုရင်နောက်ဆုံးအမိတ်ချတဲ့အခါမိဘကအနိုင်ရရှိတတ်တယ်ဆိုတော့ဒီထဲမှာပါတယ်သူကအမှန်တော့ဝမ်းတာဖို့ကောင်းတယ်ကြာနော်ကိုယ့်ရဲ့အိမ်ကိုဒီကာလမှာ လူအဝင်ထွက်လေးတွေတစ်ချက်သတိထားပါညညနေလူတွေလာရောက်တဲခိုတာမျိုးတွေလုံးဝမသိတော့ပါဘူးဖြစ်နိုင်တော့ခြေနှချောင်းနဲ့နှရွက်တူတူမကယ်ကောင်းပါဘူးဗျာနော်အတက်နိုင်ဆုံးဒုက္ခပေးတတ်ပါတယ်စနေသားသမီးကောင်းကောင်းဒုက္ခပေးတတ်တယ်ဗုဒ္ဓကုသားသမီးကောင်းကောင်းဒုက္ခပေးတတ်တယ်နော်စနေဗုဒ္ဓကုတွေကိုအထူးသတိထားရှောင်ရှားပါမိုးစုံမှာတခုလည်းမိုးစုံဖို့ကိုယ့်ရဲ့အိမ်ကိုညာညက်နေလာပြီးတက်ခိုးတာမျိုးလေးဆိုရင်တော့အနောက်ဆက်တွဲအမှုကိစ္စလေးတွေပါတတ်တယ်သူတို့ကအကြောင်းပြုပြီးရုံးမြင့်ကနန်းရောက်တာတွေအစားဖြစ်တော့သတိထားပါဗျာနော်ပြီးတော့ဒီကာလမှာအရေးကြီးတဲ့စနေနံကွန်မြူနတီတွေ ကိုစီကိုရောက်ရှိလာတာမျိုးဝယ်ယူသုံးဆတာမျိုးတွေလုံးဝမသိတော့တဲ့တော့အဝင်မတော်ပါဘူးဗျာနော်အဝိတ္တထိပနာအထယ်လေးလေးအတတ်နိုင်ဆုံးမဝယ်ပဲမသုံးဆွဲပဲနေပါရှိတာလေးတွေပဲသုံးဆွဲထားပါအောင်လို့အကြံပေးခြင်းနဲ့ဗျာနော်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်တော့ဒီကာလမှာငွေကြေးကန်လေးတွေကောင်းတယ်ဗျာငွေအစုလိုက်ပြန်လိုက်ဝင်လာတဲ့ကိန်းလေးတွေရှိတယ်လစားတွေပါတယ်တို့တာပုံမှန်မဟုတ်တဲ့ငွေဝင်နဲ့လမ်းကြောင်းလေးတွေရရှိပိုင်ဆိုင်လိမ့်မယ်အဲ့လိုငွေလေးတွေအဆင်ပြေတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့မိဘတွေဆရာသမားတွေကိုပြန်လဲထောက်ပံ့ပေးကမ်းနိုင်တဲ့အနေအထားလေးတွေကြုံရလိမ့်မယ်ဗျာနော်ဒါအပြင်တံမိုးကြီးတဲ့ ဟာဆက်ပစ္စည်းတွေရရှိပိုင်ဆိုင်တာမျိုးလေးတွေဖြစ်တတ်တယ်။ငွေရတဲ့သူတွေဆိုရင်ဒီကလာမှာဟာစိတ်နယ်ပစ္စည်းလေးတွေစိတ်နှက်စွတ်တွေပါရအစရရှိပိုင်ဆိုင်တတ်တဲ့ကိန်းတွေမှာပါတဲ့အတွက်အမရန်ကောင်းတယ်လို့ပြောချင်တယ်ဗျာနော်။အရေးကြီးတာကလေအခြေအိမ်အောင်နဲ့ပတ်သက်လို့ရှိရင်တောက်ကြသားသမီးတွေနှစ်ချက်ဖြစ်မယ်ပေါ့။ချစ်သူမရှိတဲ့သူတွေကတော့ဒီကလာမှာအမရန်စမ်းပွင့်တတ်တဲ့ဂိမ်းရှိတယ်။ချစ်တဲ့ခင်တဲ့သူတွေတွေများလိမ့်မယ်ဗျာနော်။အဲ့တော့ကိုယ့်ဘက်ကိုစိတ်ကြရွေးချယ်ကွာ ဒီကလာမှာစုံစည်းရတဲ့ချစ်သူတွေကနေဘဝတက်တတာအတွက်ကောင်းမွန်တဲ့လက်လွယ်ဘုကောင်တွေပါရောက်သွားနိုင်တယ်ဆိုတဲ့အနေအထားရှိမှဖြစ်တဲ့အတွက်အမှန်တမ်းဝမ်းသာမှုကောင်းတယ်အိမ်တော်တွေကြတော့လေဒီကလာမှာသူကနှမျိုးဖြစ်လိမ့်မယ်အိမ်တော်ရင်းမှာလေဟိုအဆင်မပြေမှုလေးတွေဖြစ်ရင်ဖြစ်မဖြစ်လို့ရှိရင်သူကတယောက်တနေရာဒီခွဲနေရတဲ့ဂိမ်းထဲမှာပါတော့တစ်ချက်တော့သတိထားပြီးအရင်ကအိမ်တော်ကြီးပြဿနာကနောက်ဆက်တွဲ အခုမှမဟုတ်ဘဲနဲ့ပြီးခဲ့တဲ့အချိန်ကြီးကနေပြဿနာဖြစ်တဲ့သူတွေဆိုရင်ဒီကာလမှာရောင်ရောင်ခေါက်ဖြစ်ပြီးတော့တယောက်တန်ရာစီမဟုတ်ဘဲနဲ့ဆက်ရောက်ဆန္ဒနဲ့တရားဝင်ကွာရှင်ကွဲရတဲ့အနေအထားမျိုးတွေဒီပါရောက်တဲ့တဲမှာပါတယ်။သတိထားဟာချစ်သူအိမ်တော်ဘက်ကစနေဘုတ်တခုဆိုတော့ပို့ဆိုးလိမ့်မယ်နော်။သတိထားပါ။ဒီကာလမှာဘာပဲလုပ်လို့အဲကြာသာပရိသတ်သမီးတွေနဲ့ဘူတွဲတိုင်မြင်ပြီးလုပ်ပေးပါ။ပို့ပြီးတော့အားကောင်းပါတယ်ပဲနော်။ပြီးတော့ဒီကလာမှာလေးဟာကိုယ့်ရဲ့အောက်လငယ်သားလေးတွေကိုယ့်စီကထွက်သွားတဲ့ဂိမ်းလေးတွေရွှေတဲ့ပစ္စည်းလေးတွေရှင်ထွက်တဲ့ဂိမ်းတွေမှာတော့ပါတယ်ပတ်စံဘလောက်ပဲရှိရွှေတွေပါတယ်မလောက်ပါနဲ့ပြန်နော် တက်လာလို့ရှိရင်မြေတွေပါလေဝင်အဝင်တော်တယ်နော်ရွှေကတော့လုံးဝလုံးလုံးမကောင်းရောင်းမဝင်မှာဖြစ်တယ်ကိုဝယ်ပြီးမှရုပ်ရက်ဈေးကျသွားတာတွေနော်အဲ့ဒါမျိုးတွေညာအစားဖြစ်တယ်မကောင်းလူခိုက်တယ်ပေါ့နော်အဲ့ဒါတွေတော့သတိထားအဲကျမ်းမာရင်တော့ပတ်သက်လို့ရှိရင်တော့လေဒီကလာမှာနှစ်ချက်ဖြစ်တယ်ရုပ်တန်းခန္ဓာကိုယ်မှာဖြစ်လို့ရှိရင်တော့လေအဲတွေးတိုးတဲ့ယောဂါသွားတဖုံနဲ့ပတ်သက်တဲ့ယောဂါလေထုလျောက်ဖြစ်ရင်လည်းပြင်းထန်တာမျိုးတွေဖြစ်တယ်နောက်တစ်ချက်ကဘာလဲဆိုတော့အက်ဆီဒန့်ဖြစ်တဲ့ကိန်းလေးပါလို့သွားလာလှုပ်ရှားတဲ့ခီးလမ်းမှာဆိုင်ကယ်တို့ကားတို့အက်ဆီဒန့်ဖြစ်တာ အဲ့ဒါမျိုးလေးတွေရေပေးအနေနဲ့ရှိတာမျိုးလေးတွေကြုံရတော့တခြားသတိထားပါလို့အကြံပေးပါရစေနော်မေလ30 31ဇွန်လ1ရက်2ရက်4ရက်အဲ့ရက်တွေကအမရန်အကန်ကောင်းတယ်ဗျာနော်အဲ့တော့ဟိုဟာမိကောင်းစုကောင်းတွေရဲ့ကုညီမှန်းသားမှုတွေရရှိတတ်တယ်စတုရှယ်ယာလုပ်ငန်းလေးတွေလုပ်ရတတ်တယ်အရေးကြီးတဲ့စာရစာစာနာတွေမှာလက်မှတ်ထိုးရတတ်တဲ့အနေထားမျိုးလေးတွေကြုံရတတ်တယ်ဗျာနော်ပုံမှန်မဟုတ်တဲ့အဝငွေလမ်းကြောင်းကနေငွေအစုလိုက်ပြုံလိုက်ဝင်လာတတ်တဲ့ဂိမ်းလေးတွေရှိတယ်။ကိုယ့်ရဲ့ဩဇာအရှိန်ဝင်လေးတွေကြီးတာ ဝရုကုံလူတွေယာရုကုံရှင်တွေရရှိပိုင်ဆိုင်မယ်ဆိုတဲ့ကိစ္စမှာပါတယ်တဆင့်မြင့်ပညာရေးကိုထပ်ပြီးတော့မြင့်တင်ပြီးတော့သင်တန်းအသစ်တွေထက်တက်တာပညာရည်တွေစီဘူးလေ့လာရတာမျိုးတွေဖြစ်တတ်တယ်ရရှိတဲ့ပညာကိုလည်းလက်တွေ့အသုံးချရတဲ့ကိစ္စမှာပါတယ်ဗျာနော်မေလ29ဇွန်လ3ရက်အဲ့ရက်ဒီမှာတော့အညံ့အခိုက်ရှိတယ်ဗျာနော်အဲကိုယ့်ရဲ့အိမ်မှာရှိတဲ့တက်ကြီးရွယ်တွေမိသားစုတွေကနေကွယ်လွန်ဆုံးမွားရတဲ့တရင်စကားအကြရတော်အထူးသတိထားမယ်သူတို့ကိုအကြောင်းပြုပြီးတော့စိတ်ညစ်စိတ်သောကလေးတွေပြင်းပြင်းထန်ထန်ရရှိတတ်တယ် ကိုရဲ့အောက်လက်ငယ်သားတွေရဲ့စန့်ကျင်တော်လှန်တိုက်ခိုက်မှုတွေရင်ဆိုင်ရတတ်တယ်။စန့်ကျင်ဘက်အဖွဲ့အစည်းတွေမှာသွားပူပေါင်းတာပြန်လဲစန့်ကျင်တာတင်းစားဖောက်တာဒါတွေအစကြုံရတတ်တယ်။ကိုရဲ့အောက်လက်ငယ်သားတွေကိုစီကထွက်သွားတာမျိုးဖြစ်တတ်တယ်သူကအထူးသတိထား။လူရင်းလူယုံဒုက္ခပြတတ်တယ်။ပူရတဲ့သူတွေရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးတဲ့မတမာမှုတွေနဲ့ရင်ဆိုင်ရတတ်တော့ချင်းနှောင်းနဲ့နရက်တူတူမကယ်ပါနဲ့ပြနော်။အထက်နိုင်ဆုံးရှောင်ရှားပါလို့အကြံပေးခြင်းနဲ့။အနီရောင်အညိုရောင်အပြာရောင်မိခိုးရောင်နှုတ်နှစ်ရောင်တို့ကိုအဓိကအဝတ်စင်သုံးဆွဲပေးပါ။မြို့ပန်းရောင်စုံစပယ်ပန်းအဲဗရိမနိုင်ပန်း ိန်ပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုရတဲ့ဖះမှာဖះပန်းကတ်တာပဲဖြစ်ဖြစ်နေအဲ့ကနေမှအလပန်းကိုထိုးတဲ့နေရမှာပဲဖြစ်ဖြစ်ပြုလို့တုံဆွဲပေးပါအဲ့တော့ကောင်းတဲ့ကံလေးတွေအများကြီးပဲအညာအခိုက်တွေအနှဲငယ်လည်းရှိတာပေါ့အဲ့တော့အညာလေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်ရတရားလေးခြေရမယ်နော်အဲရတရားအနေနဲ့ဘယ်လိုခြေရမလဲဆိုတော့တိရရှင်ဆရာလေးတွေကိုပေါ့လေစံလေးတွေစံမာမဖြစ်နိုင်လို့ရှိရင်လေနှုတ်စဘူးသုံးလုံးအဲဒါနာပြုလူတန်းပေးလိုက်ပါဗျာနော်ဒါအပြင်အညာအခိုက်တွေပြေပြောင်းဖို့အတွက် ငါအရှင်6កောင်ကို6នោមយុទ្ធលុស៊ីសិនတဲ့យេရှင်မှာលុបវិလိုက်ပါဒါဆိုတော့អញ្ញាលីនេះគិនပြီးတော့កောင်းတဲ့កានីនេះកាឯកံមុខឆាពុយីកောင်းသွားបាទលេមតោចាតាទមីអាឡុងសេចឆានណាញគូយីចាំមកជាមានភិបិទ្ធុងចាំបាទនេះលុចំណសុំកောင်តောင်းវិបាទ